အရခတတအေကရခိုင်ပြည်နယ်မှာမြို့သိမ်းတိုက်ပွဲတွေဆင်နွှဲလာတာအခုဆိုရင်တနစ်ခွဲကြော်ကြာမြင့်လာပါပြီ19မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ရခိုင်ပြည်နယ်မှာအရခတတအေက16မြို့နယ်သိမ်းပိုက်နိုင်တဲ့အထိစီအောင်မြင်မှုရရှိနေပါတယ်ဒီလိုစီအောင်မြင်မှုတွေနဲ့အတူတစ်ဖက်မှာလည်းစစ်ပွဲပြိပခတွေကြောင့်ရခိုင်ပြည်နယ်မှာစစ်ပေးရှောင်ပြည်သူသိမ်းနဲ့ချီပြီးတော့ရှိနေပါတယ် လက်ရှိမှာစစ်ပေးရှောင်တွေဟာစာအုပ်နေရေးအခက်အခဲ၊ကျန်းမာရေးအခက်အခဲစတဲ့အကျက်တဲတွေနဲ့ရင်ဆိုင်နေရပါတယ်။အဲ့ဒီလိုစာဝင်းနေရေးအခက်အခဲဖြစ်ပေါ်နေတဲ့အထက်မှာပုန်နကျုံမျိုးနဲ့စစ်ပေးရှောင်စခန်းတစ်ခုမှာခိုလုံနေတဲ့အသက်53နှစ်အရွယ်ဒေါခင်ထေးဦးလည်းပါဝင်ပါတယ်။ဒေါခင်ထေးဦးမှာနတန်းကျောင်းသားနဲ့ကကြီးကျောင်းသူသားသမီးနှစ်ယောက်ရှိပါတယ်။စစ်ပေးရှောင်လာကလေးကအဝတ်တထည်ကိုတစ်ခုနဲ့ပြေးလာရတာဖြစ်တာကြောင့်စာဝင်းနေရေးအခက်အခဲဖြစ်နေတာပါ။ အလုတ်အကင်လဲမေမေရရမရှိတာကြောင့်တောတောင်ထဲမှာဟင်းရှာထင်းခုတ်ပြီးစားဝတ်နေရေးကိုခက်ခက်ခဲခဲဖြစ်ရှင်းနေရပါတယ်ဆော်ဝဲနေရခဲခိမာဒုခါဆော်ဝဲနေရခဲခိမာဒုခါငဲဆော်နဲ့တဒူဒူယာဓမ္မငဲဆော်နဲ့တဒူဒူယာဓမ္မဆော်ရရီလိုနာမီဘာနဲ့ဆော်ဘာမာဓမ္မဆော်တမဓမ္မတခုဒီဆော်လိုကအဆောင်ကမပြေရေကလေးတို့ဆော်ရရီတောက်ကဟာဟာညာတီ ဒီဟာတီကိုစပရင်ဘောပိုင်စားဟောင်းလေးရဟာတီကိုထားလို့ဆိုရာကလေးကိုငါပင်းစကားမစုံရပါစရာလေးပရောဘုစကြီးမောရှိရီရီလေးတော့တော့ဝမ်းနေအဲဆဲလုံးနုံဖတ်နေတရှိဟာမိုးရသည့်ကာလကိုဖြတ်တန်းနေရပေမဲ့စစ်ပင်းရှောင်းတွေဟာအမိုးအကာမလုံတဲ့တဲအိမ်တွေမှာနေထိုင်ကြရပါတယ်။ ဒနီးရွက်တွေနဲ့မိုးထားတဲ့အင်ခေါမိုးတွေဟာပေါက်ပြဲနေပြီးဖာသေးပြုတ်ပြင်ဖို့လည်းငွေကြေးမတက်နိုင်ဘူးလို့အသက်62နှစ်အရွယ်စစ်ပေးရှောင်းတူဦးဖြစ်တဲ့ဦးအောင်ရွှေစိန်ကပြောပါရယ်။အမေလည်းပြောသလိုဒီနေ့နေရာကြီးဒီကရေမှုယူရေခောက်ကြီးမှုယူရေမှုယူခွခရေဒီအခောက်ကူတော်လို့လူဖလီဝဝဖို့ဦးဖလီမဟင်းချလိုလိုပဲကလေးတော့မြောက်ကဆိုင်ထရမှုခိုင်းစားကလေး ညတော့နေညခုနေမရှိအလူရှင်တွေအနေနဲ့လက်တလုံးမတိုင်းအိမ်တွေကိုပြန်လည်မပြုတ်ပြင်ပေးရင်တော့အင်ခေါမိုးအတွက်တလဘတ်တွေလာရောက်လူဒန်းပေးစီလူတယ်လို့စစ်ပေးဆောင်တွေကတောင်းဆိုကြပါတယ်။ပုံနေကျုံမျိုးနဲ့တခုလုံးမှစစ်ပေးဆောင်ဦးရဲ့အနည်းဆုံး3000ကျော်အထိရှိပါတယ်။ဂျွန်လာတဲ့မှာစစ်ပေးဆောင်အရေးကူညီနေတဲ့အဖွဲ့အစည်းတစ်ခုစီကနေအင်အောင်စုတစုကိုငွေ9000ကျပ်ထောက်ပံ့ပေးတာကလွဲလို့ ကျန်တဲ့ပြည်ရင်းပြည်ပကအကူအညီအထောက်ပံ့တွေဒီနောက်ပိုင်းမှာမရတော့ဘူးလို့သိရပါဗျာ။啊，路走个保护路走个路哈，路怕这个家伙到空里面搬个了嘛，我搞快搞出来，我总弄怪，俺弄路走呀，到了北里面有木有个裂谷，也被火家包开水，湖北土也被土也被弄走呀，到空里面啊，开开是什么？俺弄没弄出什么？到空里面弄出个路嘛，就哈周围那里俺弄没事就空了。 အသက်82နှစ်အရွယ်ဒေါ်ဝေမတာဟာလည်းဖြစ်တယ်လို့နေထိုင်စားတော့ရပြီးအရင်ကလိုမုံကော်ဖီလက်ဖက်ရည်အချိုရည်တို့ကို ပိုက်ဆံမရှိလို့မဝယ်စားနိုင်တော့ဘူးလို့ဆိုပါတယ်ဘာကတော့ခဲခဲမှာခဲခဲရအခုလေးခဲခဲဆိုတော့ကောမလူငယ်ငယ်နဲ့ဆော့ဆော့နဲ့ဆော့ခံရရပေးဒုက္ခခံနေကြရဟဲ့ thằng của đi không phải cũng phải mình hứng rồi xin chơi đấy ra để xin cả ra cái bóng đi đi cô cái 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 xe bên đi cái xe bên xe bên đi thì bây giờ này rồi em này khé khi rồi rồi ta đi lên mà không muốn ấy cho quên đi đi cái bóng luôn mua rồi 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 mà lên không mà để lúc nào mà này vào စကိုင်းပြည်တကြောပြန်စစ်ပွဲဟာပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကစတင်ခဲ့တာဖြစ်ပါတယ် စကောက်စီဟာအဲ့ဒီကာလကလေးကရခိုင်ပြည်နယ်ကိုပြည်မနဲ့ဆက်ဆက်နေတဲ့ကုန်းလန်းရေလန်းပိတ်ပင်လိုက်တဲ့အတွက်ရခိုင်ပြည်ကိုကုန်စီစစ်ဆင်မှုရော့နေသွားပြီးကုန်စီရှားပါမှုနဲ့ကုန်စည်းနှုန်းဟာလည်းတဟုန်တိုးမြင့်တက်သွားပါတယ်။လက်ရှိမှာတော့ကုန်တွေဟာရရနီးလန်းတဲ့ရခိုင်ပြည်ကိုကုန်ပစ္စည်းတွေတင်သွင်းနေလို့ကုန်စီမရှားပေမဲ့ကုန်စည်းနှုန်းကတော့အတိုင်းထက်အလွန်မြင့်တက်နေတော့မှ ာမန်စစ်ဘေးရှောင်မဟုတ်တဲ့သူတွေတောင်စစ်ပွဲကာလမှာကုံစင်းနှုံမြင့်တက်မှုကြောင့်စောင်းနေရေးအတွက်ယုံကဲလှူရှာနေရခြင်းမှာအလောက်ကင်မရှိတဲ့စစ်ဘေးရှောင်တွေအတွက်တော့စားဝတ်နေရေးအလွန်အခက်အခဲဖြစ်နေပါတယ်။ဒါကြောင့်စစ်ဘေးရှောင်တွေကတော့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ကူညီထောက်ပံ့မှုသက်ဆိုင်ရာအာဏာပိုင်တွေရဲ့ပံ့ပိုးမှုတွေကိုမျှော်လင့်နေကြပါတယ်ခင်ဗျာ။